ဟယ်လိုအားလုံးမင်္ဂလာပါဖိုးမချန်ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့မန်ချက်စတာဒါဘီဒီဒီဘက်တနင်္ဂနွေညမှာရှင်ပိုင်ကစားဖို့ရှိတယ်ပေါ့နော်ဒါအချိန်တွေကမကောင်းကြဘူးဆိုတဲ့အခါကျတော့ကျွန်တော်တို့ဘောလုံးပရိသတ်တွေလည်းဘောလုံးဘက်ကအများကြီးမလှည့်ပြကြဘူးပေါ့ဗျာအဲမဲ့လို့ဒီပွဲကကျွန်တော်တို့ကပွဲကောင်းလေးတစ်ပွဲဖြစ်တယ်ပေါ့နော်ဒါအပြင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အချိန်တွေနဲ့ပတ်သက်လို့ရှိရင်ဒီနေ့တင်းစလုံးကဒါအများကြီး speak out လုပ်ပေးထားတဲ့အသင်းတွေဆိုတဲ့အခါကျတော့ကျွန်တော်နည်းနည်းလေးပြောကြည့်အောင်ပေါ့နော်ဆိုတော့ City ရဲ့ဝင်မှာကစားတော့က Manchester United က 2-1ဆိုတဲ့ရလနဲ့ကျွန်တော်ဒီဇင်ဘာလုံးကအနိုင်ယူခဲ့တယ်ပေါ့နော်အာမက်ဒီယာလိုရဲ့ဘရူနိုဖန်နက်စ်ရဲ့ဂိုးရဲ့စီတီရဲ့ဘက်ကတော့ဒါယူစကိုဗာရီယိုကခေါင်းတိုက်သွင်းသွားတာမမေရဆိုလိုပဲကေဗင်ဒပရိုင်းရဲ့ဖြစ်တင်ပေါ်လူထိပ်ပြီးတော့ထွက်လာတာကိုကျွန်တော်ဒါယူစကိုဗာရီယိုကခေါင်းတိုက်သွင်းသွားတာကေဗင်ဒပရိုင်းကတော့ယာဒီကုံတီဒါအနာယာဒီကုံမန်ချက်စတာစီတီကနေထွက်မယ်ဆိုပြီးတော့ချိန်ညာခဲ့ပြီပေါ့နော်ဆိုတော့ဒါဒပရိုင်းပီယိုလည်းကျွန်တော်ရှေ့မှာလှုပ်ထားပြီးသားပါဆိုတော့အင်းရှင် sorry အဲ့ဒီဖြစ်တဲ့မန်ချက်စတာစီတီနဲ့စပြောရရင်စီတီတွက်ဒီယာဒီ ဒီရည်ရွယ်ချက်ကတခုပဲရှိတယ်။ဒါပရီးမီးယားလိမှာ top 4ကိုဝင်နိုင်ဖို့ပဲ။ပြီးခဲ့တဲ့နေ့ကကျွန်တော် Chelsea ကဗောနော်နိုင်သွားတယ်ဆိုတဲ့ခါကျတော့52မှတ်ထင်ပါတယ်။ဆိုအဆင့်၄မှာ Manchester City ကိုကျော်ပြီးတော့ Chelsea ကရောက်နေတာ။အဲဒီလို City ကဒီပွဲမှာအနိုင် United ဆိုလို့ရှိရင်ကျွန်တော်တို့ဒါပြန်ပြီးတော့အဆင့်၄ကိုဝင်နိုင်မှာဒါမန်ချက်စတာစီးတီးအတွက်ဦးစားပေးပြီးတော့ဗောနော်ကျွန်တော်ဒီနေ့အမှန်ကန်ကျူပန်းရမယ့်ပွဲပဲ ဒါကြောင့်ပေါ့နော်ဒီအိမ်ဝင်းမာတော့ကလည်းသူတို့ရှုံနေထားတယ်ဒီဟာဒီမှာလေးမန်ချက်စတာစီးတီးကထင်းတယ်လို့အခြေအနေတွေကျွန်တော်တို့ကောင်းမနေသေးဘူးပေါ့နော်ဒါပေမဲ့လို့ဒီပွဲကသူတို့အတွက်အရေးကြီးပါတယ်နော်ဆိုတော့နော်ဒီဘယ်လိုပြောမလဲဒီဘယ်လိုပြောမလို့ခြေစွမ်းရလည်းပဲဒီဟာဒီမှာသူတို့ကတော်တော်လေးကိုတိုင်ပတ်နေတယ်ဒါတော့မှတော်ဖို့ဟာသူတို့ရဲ့မျောလင်းချက်အများကြီးရှိတယ်ဆိုတော့ဒီအာလင်ဟာလန်လည်းပဲ injury ပြဿနာကြုံထားတယ်ဆိုတော့မာမိုးစ်လောက်ပဲအမှန်ကန်အားကိုးရမယ် ဒါထားလန်းပါမလားတော့ကြည့်ရမှာပေါ့လေကျွန်တော်ထင်တော့မပါဘူးထင်ပါတယ်ဆိုတော့ Manchester City ကပြီးခဲ့တဲ့ဒီအဝါနေ့ကလည်းပဲ Leicester City နဲ့ကစားတော့ကလည်းပဲသူ2စီးနဲ့သူနိုင်ထားတာဆိုတော့ဒါရက်လက်လီတွေကတော့မစိုးဘူးပေါ့လေ Manchester United ကတော့ဒါအိမ်ဝင်းမှာရှုံးနေထားတာကိုဒါကြောင့် City တွက်ကတော့ဒီပွဲကရက်လက်ကောင်ထပ်ပြီးတော့ကျူးပန်းရမယ်ပွဲဒါအပြင်နိုင်ပွဲတွေနဲ့ပတ်သက်လို့ရှိရင်သူတို့ဇက်တိုက်ဆိုလို့ယူရတော့မယ့်ပွဲပေါ့ AB လာကိုရောက်လာပါပြီ ဒီဗီလာကိုရောက်လာပြီဆိုတော့မလွယ်ဘူးပေါ့နော်ဒီနေရာကဒီချိန်ကစလို့အမှတ်တွေဆက်ပြီးတော့ရောအောင်မယ်ဆိုလို့ရှိရင်မန်ချက်စတာစီးတီးအတွက်ကတော်တော်မလွယ်တာပါဆိုတော့စီးတီးအနေနဲ့ဒီပွဲဟာသူတို့အတွက်မှန်ကန်ဆိုသလိုကျွန်တော်တို့ကအာယုံဆိုင်ကစားမယ်ပွဲပါနောက်တန်းမှာလည်းပဲ YouTube Vario တယောက်ပဲခြေသွမ်းပြနေတာပဲ Channel Xama ရဲ့ performance တွေကမတည်ငြိမ်ဘူးပေါ့နော်ဒါအပြင်ကျွန်တော်တို့ဘယ်လိုပြောမလဲဒီ Queen တွေမှာဆိုလို့ရှိရင်လည်းအချိန်ကြီးကောင်းပါတယ်ဆိုတဲ့ကစားမကပုံမှန် performance ပြနေတဲ့သူကနည်းတယ် ဟိုဖိုလန်တို့ပါလို့ဆိုလို့ရှိရင်တော့မန်ချက်စတာယူနိုက်တက်နဲ့တွေ့ရင်ခြေသွမ်းတော့ပြလိမ့်ရှိတယ်အဲလိုဖိုလန်လည်းပဲဒီယာဒီမှာတိုက်ပတ်နေတယ်ညီကတို့တွေ့တဲ့အတိုင်းပဲတိုက်စစ်ကမာမိုစ်ကတော့တော်တော်လေးကိုလှုပ်ပြနေတယ်ပေါ့နော်ဂျယ်မီတူဘူတို့ပါလို့ဆိုလို့ရှိရင်လည်းပဲတယောက်ချင်းကြော်ပြမှုတွေပါတယ်ကျွန်တော်ကောင်းတယ်သို့တော်လည်းပဲ တကယ်တမ်းရအချီကြီးကဒီရာဒီမှာထပ်ပါတော့ဒီ impact ဘာမှမဖြစ်ဘူးပြည်လား unbroad အများကြီးသိမ့်မရှိဘူးเนาะ save you ရောဘာလို့ဆိုလို့ချင်းလည်းပဲ dribbling တွေကောင်းပြီမဲ့လေလို့ဖန်တီးမှုတွေ twin goal တွေနဲ့ပတ်သက်လို့ရှိရင်ဒါဒီ unbroad ကနဲနေတုံးပဲပေါ့เนาะအဲကြောင့် Manchester City မှာပုံတွေခြေသွမ်းပုံတွေတည်ငြိမ်တဲ့ခြေသွမ်းပြပြီးတော့အချီကြီးကောင်းနေတယ်ဆိုတဲ့ကစားမားကတော်တော်ရှားတော့ Guardiola အတွက်လည်းလောကကံရတာခရင်းနေဒါကြောင့်ဒီပွဲကသူတို့အတွက်နိုင်ပွဲပြန်ယူမှရမယ်ပွဲပါဆိုတော့တကယ်နိုင်ပွဲယူနိုင်မလား ultra football ကစားတဲ့ပွဲမှာတခုရှိတာကတော့ အိုးထွက်ဖို့ဆိုပြီးမဲ့လဲလို့ပေါ့နော်ကျွန်တော်တို့ဒီ United ကဒီယာဒီမှာအိမ်ပွဲမှာတော့မှအချီဒီကအများကြီးကောင်းနေတဲ့နေရာမှာမပါဘူးဆိုတော့ United ဘက်ကကျွန်တော်ကြည့်တော့လေပြီးခဲ့တဲ့နေ့ကတော့ Nottingham Forest ကိုသူတို့ရှုံးနေအဲ့ဒီပွဲစဉ်မှာတော့အခွင့်အရေးတွေတခြားရပြီမဲ့တယ်လို့ဘာအခွင့်အရေးမှကျွန်တော်တို့ပေါ့နော်အတုံးမချနိုင်ဘူးเนาะဟိုဘယ်လိုပြောမလဲ9မိနစ်မှာသွင်းသွားတဲ့ Nottingham Forest ကိုတော့မှ85မိနစ်အချိန်ရတယ်မိနစ်90လောက်အချိန်ရတယ်ပြန်ပြီးတော့ချီပါကိုမသွင်းနိုင်ဘူး တိုက်စစ်ကကာနာချူတို့က Emperor တအားကိုညင်အလွန်ပြီးတော့ဗောနော်အခွင့်အရေးတွေပါတွေကိုကြီးအတုံးချနိုင်စုံနဲ့ပတ်တယ်လို့ရှိရင်တတော်ကိုအားနေတဲ့နေရာမှာကျွန်တော်ပါတယ်ဆိုတော့ဒီတိုက်စစ်မှာ United ကတတော်ကိုပြဿနာကြီးပါတယ် Resma White ကလည်းဂိုးမသွင်းနိုင်ဘူး Joshua Zigzi ကဂိုးလည်းမသွင်းတယ်လို့ဖန်တီးမှုလည်းအားကောင်းတဲ့ player မဟုတ်ဘူးဗောနော်ကစားတာလေးတွေသူ့အတူဘလောက်ပဲညံ့ညိုးတယ်ပဲကျွန်တော်ပြောပြောအတင်းတွေ့အတွင်းကိုတွေဖန်တီးမှုတွေနဲ့ကျွန်တော်သာဒီမကူညီနိုင်ဘူးဆိုလို့ရှိရင်တော့အတင်းတင်းကရလက်ကောင်းမှုတွေတော်တော်တိုင်ပတ်ပါတယ် ဆိုတော့အဲ့ဒီကမှကာနာချိုရက်စမန်အဂျိုချူဘာဇစ်ဂျီဆိုတဲ့အတွေ့တိုက်စစ်ကကျွန်တော်အများကြီးမျှော်လင့်စရာမရှိဘူးအတင်းတွေ့ twin goal တွေဖန်တီးမှုတွေနဲ့ပတ်သက်ရင် Bruno Fernandes လောက်ပဲကျွန်တော်မျှော်လင့်လို့ရတာပြည်ထနာကယူရိုတည်တဲ့အတိုင်းပဲ Fernandes ကလည်းဗျာကွင်းလေ deep zone မှာကစားနေရတာ တခါတလေမှာ defensive midfield ကိုရောက်ပြီးတော့ defensive midfielder က shit တက်နေတဲ့ခိုက်တက်နေပါကျွန်တော်တို့ရှိတယ်။ဒါပေမဲ့လို့ Bruno က twin goal တွေ penalty မှုတွေ set piece တွေနဲ့လည်း United ကိုအမြဲတမ်းရလက်ဒီကောင်းဆွမ်းဆောင်ပေးနိုင်လို့တော့ရှိတယ်ပေါ့နော်။သူလောက်ပဲမျောလင်းလို့ရတာဆိုတော့ကွန်းလေ deep zone မှာကစားနေတဲ့ player တယောက်စီကပွဲတိုင်းလို twin goal တွေ penalty မှုတွေတော့မျောလင်းလို့မရဘူး။ကျွန်တော်ဆိုတော့အဲ့လိုမျိုးဆိုတော့ဟိုဒါလိုတို့ကလည်းပုံမှန်ခြေသွမ်းမပြနိုင်တာပါနဲ့ဆိုတော့ United ကတော်တော်လေးတိုင်ပက်လွန်းပါတယ်။ဆိုတော့ကျွန်တော်တို့အချိန်ကြီးပြန်ကြည့်ရင် နှစ်သင်းစလုံးကတော့ယုံကန်နေရတယ်ဒါပေမဲ့ United ယုံကန်နေရတာဟာတော်တော်ကြီးကိုစိုးပါတယ် City ယုံကန်နေဆိုတာက Manchester United အကောင်းဆုံးအခြေအနေလို့ဒီဘက်နှစ်ပိုင်းဒီမှာပြောလို့ရတဲ့ပုံစံမျိုးဒါတော့မှကျွန်တော်ကအဆင့်6ကိုရောက်ဖို့အတွက်အားယုံနေရတာအခုဆိုအဆင့်ဆက်သုံးမှာပဲဝဲလည်နေတာပေါ့နော်ဆိုတော့ United အတွက်လည်း Nottingham Forest နဲ့ပွဲစဉ်မှာရှုံးနေထားတယ် Europa League ပွဲစဉ်ရှိပေမဲ့လည်းလို့ပေါ့နော် Premier League မှာလည်းဒီထက်ပိုပြီးတော့အခြေအနေစိုးအောင်လို့သူတို့မဖြစ်စေအခြေအနေစိုးလို့မဖြစ်တော့တဲ့အခြေအနေမျိုးပါ ဒါကြောင့်ပေါ့နော်ဒီနီးပြဖြစ်တဲ့ MODIN ကိုယ်တိုင်ကလည်းဒါဘီကိုအနိုင်ယူခြင်းနဲ့ဆိုတဲ့ပုံစံမျိုးတွေပြောထားတယ်ဆိုတော့တကယ်အနိုင်ယူအောင်စွမ်းဆောင်နိုင်မလားကျွန်တော်တို့ကြည့်ရမှာပေါ့လေဆိုတော့ဒါဘီဝဲစဉ်ကတော့ကြည့်လို့တော့ကျွန်တော်တို့ကောင်းမယ်အိမ်ဝင်းဖြစ်တယ်ဆိုပြီးတော့ United ကိုအသာစီးရှိတယ်လို့ကျွန်တော်ပြောလို့မရတဲ့အခြေအနေမျိုးပါညီကတို့ရောဘယ်လိုမျိုးညလဲဒီပွဲမှာဘယ်လိုရက်တဲ့ဒီထွက်ပေါ်လာမယ်ထင်ကြလေပေါ့နော်ဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်များကြီးတင်ပါတယ်